မလုံးမိလားပါအခု grade 7 geometry ပိုင်းကအခန်းတစ်အနေဖြင့် student တွေနဲ့ tradition ဆိုတဲ့အခန်းတစ်ခါမှာတစ်ထက်သမန်၅ဖြစ်တဲ့ student များ sorry student များဆောက်လို့ဆွဲထားခြင်းကြောင့်ဆွေးနွေးတာမှာဖြစ်ပါတယ်။ဒါဆိုရင် student နဲ့ဆောက်လို့ဆွဲထားရမယ်ဆိုလို့ရှိရင်ဒါတွေလိုပါမလဲ။ဟုတ်တယ်နော် villa ဆိုတဲ့ပေးတယ်လို့လည်းခဲတယ်လို့လည်း protector ဆိုတဲ့ doctor ဆောက်ဝိုင်းခြင်းလို့မှာဖြစ်ပါတယ်။ ါ။ဒါဆိုလို့ရှိရင်အဲ့ဒီစတုယံများဆောက်လို့ဆွတ်သားခြင်းထဲကမှထောက်ဖြတ်မြင်ပေးထားသောစတုယံပုံဆောက်လို့ဆွတ်သားနည်းဆိုတာကိုဒီလာကြအောင်။ဥပမာထောက်ဖြတ်မြင်9စင်တီမီတာရှိသောစတုယံ ABCD ကိုဆွဲပါလို့ပြောမယ်ဆိုလို့ရှိရင်ဒီလိုဆွဲကြမယ်။ဒါဆိုရင်ခါတိုင်းလိုမျိုးပဲစင်တီနဲ့ပါလို့ကြမယ်။ဟုတ်တာပေါ့ပုံချမ်းတစ်ခုကိုဆွဲရမှာဖြစ်ပါလေ။ ဟုတ်ပါပြီဒါဆိုရင်အဆင့်တင်နေတာဘာကြီးလိုက်လဲ student ABCD ပုံစံကိုဆွဲပါတယ်ဒါဆိုရင်တို့ပုံစံတစ်ခုဆွဲချင်လိုက်ပါမယ် student ABCD student ဆိုတဲ့အတွက်ဆောင်မို့သူကဘာဖြစ်မလဲအနာအားလုံးကြီးမှာနော်အနာအားလုံးကြီးရဲ့ပုံဖြစ်နေဒီနော် ABCD ဖြစ်တဲ့အတွက်ဆိုင်ပါလုံးလေနာမည်တွေတက်လိုက်မယ်ဒါကပါဖြစ်မယ်ဒီနာက A B ဒါက B ဒါက C ဒါက D ဘာလို့ ABCD ကိုမြန်မာမှာတောက်ဖြတ်နေ 9 cm လို့ပြောတဲ့အတွက်ကြောင့်ထောက်ဖြတ်မြင်လို့ပြောမယ်ဆိုလို့ရှိရင်ဒီမှာတရားမှာက AC ကိုဆွဲတဲ့ထောက်ဖြတ်မြင်လားဒါမှမဟုတ်ရှင် BD ကိုဆွဲတဲ့ထောက်ဖြတ်မြင်လားဆိုတာပြောတယ်။ဟုတ်ပြီဒါဆိုရင်ထောက်ဖြတ်မြင်ဒီက AC လို့ဆွဲထားတယ်။ဒါဆိုလို့ရှိရင်ပုံဆွဲတော့မယ်ဆိုရင်သူကစတုရန်ပုံဖြစ်တဲ့အတွက်ကြောင့်ပထမအစနေနဲ့ ဒါဆိုရင်ပေးထားတာတောက်ဖက်မြင်9စင်တီမီတာလို့ပြောရဲဆိုတော့ဒီပုံမှာတောက်ဖက်မြင်ရပါလို့ပါလေ AC ဒါကြောင့်မို့အစင်းနေလေမလိုကြမယ်ဆိုလို့ရှိရင်အစင်းနှစ်ကတောက်ဖက်မြင် AC မြင်ပိုင်း AC မြင်ထားခြင်း9စင်တီမီတာကိုပေးတဲ့ခဲတဲ့အတုံးကြီးဆွဲနေလေဟုတ်ပြီဒါဆိုလို့ရှိရင်ပေးတဲ့လေးကိုယူမယ်9စင်တီမီတာဖြစ်တဲ့အတွက်ကြောင့်မို့ သူကအဆောင်လို့ပြောနေတာဘုမျိုးစိတ္တနေရာလို့အတဲလေးဆွဲရတယ်နော်9 cm ပေးထားတာဟုတ်ပြီ9 cm ဟုတ်ကဲ့ဒါလည်းလည်းလေးလေးကအောက်ရလေးရှိနေလို့ဟုတ်ပြီ9 cm ဒါကဘာကလည်းပဲပါလေ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ထားဆက်လို့ရှိရင်ဒါစီရင်လို့ပြန်ထားလိုက်မယ်သူကလည်းလည်းနည်းနည်းပြင်းမယ်ဒီမြတ်ပါပြန်ရင် AC ဖြစ်တော့ကြာတာဒီဒီဘက်ကတော့လေ C ဒါဆိုရင် AC ကဘယ်လောက်စင်တီမီတာရှိတာလဲ9စင်တီမီတာဒါကြောင့်ဒီမှာဒါရေးလိုက်မယ်9စင်တီမီတာလေးရှိတယ်ဟုတ်ပြီ။အပေါ်ကိုချရပြုတ်ပုံချရခါမှာ ေလိုသိလာရမှာကဒီတာဒီစတူရန်ဆိုတာတောက်နှံဖြစ်တဲ့အတွက်ကြောင့်မို့ဒီထောက်ကလပ်လောက်တွေရှိလဲ55ဒီလေးရှိဒီမှာလည်းပဲဘလောက်ပဲရှိလဲ55ဒီလေးပဲရှိဒါဆိုလို့ရှိရင်ဒီမှာလည်းပဲ55ဒါလည်းပဲ55ဒါဆိုရင်သူ့ကိုဒီလိုကန့်လန့်လုပ်လိုက်မယ်ဆိုရင် AC ကဒီမှာဖြစ်သွားပြီဆိုရင်ဒါက AC ဒီကလန်လိုက်လိုက်တော့ဒီမှာသာဖို့ဖြစ်တယ်ဒီမှာကဘီဖြစ်သွားတယ်ဒီလိုရှိရင်ဒီမှာကဘာဖြစ်သွားမလဲဒီဖြစ်သွားဆိုတော့ A B C D ဒီနေရာမှာကဘလောက်တည်ရလဲ၄၅ဒီလိုဖြစ်တယ်အဲ့ဒီအတိုင်းပဲဒီဘက်မှာလည်းဘလောက်လဲ၄၅ဒီလိုဖြစ်တယ်ဒါဖြစ်ဆိုရင်အဲ့ဒီ၄၅ဒီလိုတွေ့ရအောင်ဒီပါလောက်ကြောင်းနေ၄၅ဒီလို တိဘုဒ္ဓဆိုရင်ဘာဟာခရိယာသုံးကြတယ်ဟုတ်တာဘို့ပရိုထရက်တာလို့ခေါ်တယ်ထောက်တိုင်းဆဝိုင်းချံကိုသုံးမယ်ဟောမှာ A ကနေဘို့ပြူပြီးတော့45ဒီဂရီလို့ပြောတဲ့တခြားမျိုးဒီမှာ30 20 30 40 45ဒီနေရာမှာမှန်လေးပြန်မှန်လားဟုတ်ကဲ့ဒီမှာအမှတ်တစ်ခုပြန်လဲတောင်းသေးစုံနဲ့ ဒါဆို55လေးပြီးပြီဒီအမှတ်ကိုမဘာလို့နှမ်းလဲဆိုရင်အမှတ်တစ်ခုနည်းနည်းပြီးမယ်ဒီဘာကလေးလေးဆိုရင် S လို့ပြောရမှာလား S လို့ပြောရမှာဒါဆိုလို့ရှိရင်ဟောဒီ A နဲ့ S ကိုဘာလို့ရမလဲဆက်ဆွဲမယ် A နဲ့ S ကိုရှေ့ရှေ့လေးပါဆိုရင် being at first glimpses ဒါဒီစနေအင်းနဲ့ S ကိုဆက်ဆွဲလိုက်တဲ့အခါမှာဒီတောက်လေးတွေဒီတောက်တွေဒါတောက်ဖြစ်သွားမယ် C E S ဆိုတဲ့ဒါကဘလောက်ဒီဂရီလဲခဏကြည့်တယ်ဒါတော့45 degree ဆိုတဲ့မှာ45 degree လေးတွေ45 degree ဖြစ်ပါမယ် ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့လိုဆွဲတာကိုစာပြေရေးချမ်းတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာအဆင့်တော့ဘယ်လိုရေးလိုက်လဲအဆင့်တော့အမှတ် A နာဒေါက် C A S နာ C A S ဘာလို့လဲ55ဒီဂရီကိုဒေါက်တာဆိုင်ဝိုင်းချန်ပရိုတက်တာဖြစ်တိုင်းပြီးတော့ဆွဲတယ်ဒါဆိုရင်ပစင်ပြီးသားပြီနောက်တစ်ဆင့်အနေနဲ့ပါပါဆက်ဆွဲရမယ် ဒီပုံမှာကြည့်မယ်ဆိုဟောဒီ C ကရောဘလောက်ပဲရှိလဲ D 15 D ဒါပြီးဆို C ကနေလည်းပဲ D 15 D ဒီဆွဲမယ်ဒါဆိုစာရင်ရေးလိုက်မယ်အဲ့လေအမှတ်စီ9လို့ပြောရတဲ့စာအမှတ်စီမှာလည်းပဲဒေါက်တာဆဝိုင်းချန်ပရိုတက်တာကိုတားနေတာလို့ဆိုဒေါက်တာဆဝိုင်းချန်ကိုယူပြီးတော့ဘယ်မှမှထားမယ်စီမှမှထားမယ်၄၅ဒီဖြစ်တဲ့ကြောင့်မို့ ူကြတော့ဒီဘက်အချမ်းမှာဖြစ်တော့ဘယ်ကနေရရလဲအပြင်ကနေ30 20 30 40 45 50မှာရရနေအဲ့ဒီအပတ်ကိုကြတော့ပါလိမ့်မယ်ဒါတော့ ACR လို့ပြောရကြအောင်ဒါကိုကြတော့ပါလို့ရေးမယ်။ R လို့ရေးပါမယ်။ R လို့ရေးမယ်။ဒါဆိုရင်ပြန်ဆွဲမယ်။ ဒါဆိုရင် holy s ကိုခုနမှတ်ထားတဲ့အမှတ်ရှိရယ် a နဲ့ s ကိုဆက်ဆွဲထားတဲ့တောက်ဒီတောက်တစ်ခုရှိတယ်တခါဒီကနေ c ကနေပြီးတော့ဘာကိုဆက်ဆွဲလဲဘာကိုဆက်ဆွဲတယ်ဒါအနောက်တစ်ခုရှိတယ်ဒါအာဒါဆိုရင်ဒီနေရာမှာတစ်ချက်သိထားရမှာဟောရီနှစ်ခုစုံနဲ့မှတ်တွေ့လား ဟုတ်ပြီအဲ့ဒီနှစ်ခုစုံတဲ့ဘက်ကိုနာမည်တစ်ခုပေးရမယ်သူ့ကိုဘာလို့ပေးလဲပုံချမ်းကိုကြည့်ရအောင် A C ပြီးတော့ဒီပေါ်မှာဘာလဲ D ဟိုရီတာဆိုလို့ရှိရင်သူ့ကိုဒီလိုကဘာလို့နာမည်ပေးလိုက်မယ်ဒီမှတ်ကိုအကြောင်းလေးတစ်ခုနဲ့ဆွဲမယ်အဲရောင်လေးနဲ့ဒီမှာဗားလိုက်ပေးမယ်ဒီဒီမှာ D လို့နာမည်ပေးလိုက်မယ်ဒါဆို A C D ဆိုတာဖြစ်သွားပြီဒီနေရာမှာ အခုဟောဒီ ACR ဆိုတော့ဟောဒီဒေါက်လေးကဘယ်လောက်ဒီဂရီလဲဘာတော့ခုနကဖေးလို့ပြောတဲ့ဘယ်လောက်ဒီဂရီလဲ45ဒီဂရီဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီကနောက်တစ်ဆင့်ပြန်ရင်းမယ်ဟောဒီနေရာမှာ A D C ပြီးတော့ဒီပုံမှာကြည့်မယ်ဆိုတော့ဟောဒီအောက်ဘက်ပိုင်းမလို့လားဒီအောက်ကရောဘယ်လောက်ဒီဂရီရှိလဲ 45ဒီဟုတ်ပြီဒါဆိုရင်သူ့ရောဘာနဲ့ဆွဲရမလဲဘာကိုအသုံးပြုပြီးဆွဲရမလဲဟုတ်တာပေါ့ဒေါက်တာဆဝိုင်ဇာကိုယူမယ်သူကတော့အောက်ဘက်ကိုတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုကြီးတိုင်းနိုင်တယ်ဒါဆိုရင်သူ့ကိုဒီနေရာမှာ A မှာထားပြီးတော့သူကလည်း45ဒီဂရီဖြစ်တဲ့အတွက်ကြောင့်ဘယ်ကနေစာယူရမလဲ။ဘာရီကနေဟောဒီမှာနည်းနည်းလေးနည်းတဲ့တဲ့အောင်ပါမလား။ဒါဆိုရင်

ဒါဆိုလို့ရှိရင်ဒီမှာဖြစ်လာတဲ့ဒေါင်းလေးတစ်ခုရှိတယ်ဒီဒေါင်းနာမည်ကဘာဖြစ်လဲဗဒါမှာဒါ C ဆိုတာ C ဒါက A ဆိုတာ C A T ဆိုတာဘလောက်ဒီလေးလဲ D 5 degree ဖြစ်ဒါဆိုရင်တို့စာဘလို့ရေးချမလဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာအဆင့်5အနေနဲ့ဒါရေးလေအမှတ် A မှာ down c a t နိုင်ချက်45ဒီကိုထောက်တိုင်းဆက်ဝိုင်းချက် protector ဖြစ်ဆွဲရဟုတ်ပြီဒါဆိုရင်ဒီတိုင်းရဲ့အနှက် a မှာဆွဲပြီးသွားပြီဒီပြက် c မှာလည်းဆွဲလို့မလိုဘူးလားဟုတ်လားဗောဒါကြောင့် data supply chain ကိုယူမယ်ပြီးပြီးလို့ရှိရင်တူကကြတော့ဒီပြက်တိုင်းနဲ့တူတဲ့ကြောင့်ဒီကနေအတွင်းဟာကနေကိုယူမယ်30 20 30 40 45ဒီကမှာအမှတ်တစ်ခုနှမ်းမယ် သူ့ကိုလည်းနည်းနည်းပေးမှာပေါ့ဘာနည်းနည်းပေးမလဲအဲယူလို့တရားတော့နည်းနည်းပေးလိုက်နဲ့ယူလို့နည်းနည်းပေးလိုက်ပြီးနေရပြတ်ထားမယ်ဒီအမှတ်နဲ့ဒါနဲ့တော့ပါလိုက်ကြရမယ်ဆက်ဆွဲမလားပေးအောင်တော့ပြီးဆွဲအောင်နော်ပေးတယ်ဒီယူဆိုတဲ့အမှတ်နဲ့ပါလိစီဆိုတဲ့အမှတ်ကိုဆွဲအောင်အဲ့လိုဆွဲတဲ့အခါကျတိကျအောင်လေးကိုတွဲဆိုလို့ရှိရင်ဒီအမှတ်တွေရွေးမှာဒါကိုမှရှိတဲ့ထောက်ချွန်နေတဲ့ တက္ကနနီအောင်ထောင်းလိုက်သူ့လည်းပဲအဲ့ဒီတိုင်းနေဒီမှာခုနဖြတ်သွားတဲ့ယူဆိုတဲ့နင်းရှိတယ်ဒါကြောမတော်ဒီလိုနဲ့တိုင်းနေဘုံမလေးရှိနေသူ့လည်းဟာဒီယူဆိုတာကိုယူဆိုတာကိုတိုင်းရကြကြလို့ရှိရင်ဒီမှာပါလေဆိုတော့ဟာဒီယူမှာလည်းတက္ကနနီအောင်တော့ပြန်လို့ရှိဒါဆိုရင်ဒီဘက်ကိုကြောမတော်ဘူးတို့လား ဒီတရားဆောင်ကိုထင်ပါဘူး။ဒီဘုနကတဲပြီလား။တဲပြီဆိုတော့မှတို့တို့ကိုပါလုပ်လိုက်ရင်ဆက်ဆွေးနေတယ်။ဒါဆိုရင်ဒီပုံမှာရောဒီမှာဖြတ်သွားတဲ့အမှန်ရှိနေပြီလား။ရှိနေတာပေါ့။ဒီဘက်ကိုလည်းခဏတော့လဲမသွားရအောင်ဒါနဲ့ပါလိုက်မယ်။တစ်ခဏနေပြီးလိုက်မယ်။ပါစေရတဲ့တန်ထိုင်းတွေ့တဲ့တန်ထိုင်းတွေ့ပါလိမ့်မယ်ပြည်လို့ ပုံစံကိုကြည့်အောင် A B C လို့ပြောရကြအောင်ဒီဆုံးနဲ့အနှက်ဒီပါနှက်ကြည့်ရမယ်။ဟုတ်တာပဲ B ဆိုတဲ့အနှက်ချက်တော့ဖြစ်ပါမယ်။ဒါဆိုလို့ရှိရင်ဒါကြတော့စောင့်လို့ရေးကြမယ်။ဆင်ဘလာဖြစ်သွားပြီလေ။ဟုတ်တာပဲဆင်6ဖြစ်သွား။ဆင်6ကကြတော့အနှက် C ကနေပြီးတော့ AC ဘာလို့ခေါ်လဲနောက်ဆုံး yield လို့ပေးတာ ACU 45 dB ကိုဒေါက်တာဆဝိုင်းချန်ပရိုတက်တာနဲ့ဆွဲတယ်နော်ဒါဆိုလို့ရှိရင်ပရိုတက်တာနဲ့လည်းဆွဲပြီးလိုက်ရောအခုပုံမှန်ကြည့်အောင် A B C D ဆိုတာကဒီလိုချင်တဲ့ဘာရသွားပြီလေစတူရန်တစ်ခုရပြီပြတ်ဒါဆိုရင်ဒီပုံမှာခဏကြည့်အောင်ဒီပုံရဆိုရင်တိတ်မခဏနေဘူးလို့ထင်တယ်ဒါဆိုဒါလေးပြန်ဆွဲကြည့်မယ် ဒါလေး15တိဟုတ်ပြီလားဒီ15တိဖြစ်တယ်ဒီဘက်မှာရောဟာလေး15တိလွှင်းနေပြီဒါဆိုလို့ရှိရင်ဒါကိုဒါဝတ်ကင်းဆွဲဝေးလေးနော်ဆွဲဝေးပေးလို့လေး15တိရတယ်နော်အစတန်းစလေးစေဒီစားမှာတည်နေတော့ဒီမလေးကို Is there an idea of knowledge you need? What is it? Is it good day to me? Do any of you assist me in it? Is it good to you? It also you have in your mouth. This is what I'm going to do. This is what as we do, a young teacher, this way, the family say, I'm moving here. ဒီနေ့ဒီနေ့ဆွေးနွေးဒီဆွေးနွေးတစားချင်းဒါဆိုလို့ရှိရင်ဒီမှာဒီဒီဒီမှာကပါလေ AB နာကာ BC ဒီမှာက CD ရာကိုနာတက်တရအောင်လေဒီထူလေးဆွေးပါမယ် အစွဲနဲ့ဒါဆိုရင်ပြီးလို့ဆယ်အေဘီစီဒီဆယ်ရဟာဒီပုံလေးဒီလိုချင်တဲ့အခု9ထောက်ဖြတ်မြင်9စင်တီမီတာရှိတဲ့ပုံဖြစ်သွားပြီလေစတူရန်ပုံဖြစ်သွားပါပြီဒါကြောင့် ที่มาบายลุยาเลยสูรุชี A B C D E ดูอัตโตดูอัตโตสุดยันตะคุชิบานลี ။ဒါဆိုလို့ရှိရင် priority ပုံစံရဆွဲတမ်းနေလို့ထင်တယ်။ပုံလေးတွေကတော့ disconnect ။ပုံလေးကတော့ဒီမှာမဟုတ်ဘူး။ဒီမှာ receive မှာရှိတယ်။ဒါပဲသုံးလိုက်ရတယ်။ပေးတယ်ရခဲတယ်ရထောက်တိုင်းစဝိုင်းချက်ရဒီမှာချော်မထွက်သွားအောင်ဆိုလို့ရှိရင်ဘူဒီမှာဆောင်ရွက်နေရာလေးကို tick လေးလုပ်တယ်။ဒီနေရာမှာဆိုလို့ရှိရင်လည်းပဲ tick လေးလုပ်လိုက်အဲ့ဒီအဆက်လေးကိုဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုဆွဲရတော့ကတိတိကျကျဖြစ်သွားမှာဖြစ်ပါလိမ့်မယ်။ ဟုတ်ပါလေကာလီချေစီကနေနော်ဒေစာဖုန်းကိုဒီဗီဒီယိုခဏခဏချေပြီးတခါကြည့်လို့မှမရဘူးဆိုတော့ရှင်တော့တော့ပြန်ကြည့်ပြီးဆွဲကြရအောင်နော်ဟုတ်တယ်ဒီစီကနေတတ်တယ်